ဆီလန်စကီကဘလို့လူစားမျိုးလဲဆီလန်စကီအနေနဲ့ဒီပြဿနာအချက်တဲကိုဖြေရှင်းနိုင်ပါမလားဒါနဲ့ပတ်သက်ပြီးတော့မေကိုပေါင်းပြောင်းများစွာထုတ်နေပြီဖြစ်ပါတယ်ဆီလန်စကီတော်တော်ပြောရမယ်ဆိုရင်ပြဿနာပေါင်းများစွာရှိနေတဲ့ထက်ကဒီပြဿနာဟာပြဿနာကြီးတည်းလို့တော့ပြောရမှာဖြစ်ပါတယ်ဆီလန်စကီကိုပြောရမယ်ဆိုရင်တော့နောက်နိုင်ငံတွေကတော့သူရဲကောင်းဖြစ်ချီးကျူးတယ်လို့ချုပ်ကလည်းဇီယက်စကီက my us sand လို့ပြောပါတယ် ရုရှားကိုထောက်ခံတဲ့နိုင်ငံတွေကတော့ဇလန်စကီကအယူပဲလို့သတ်မှတ်ကြပါတယ်။ဒါပေမဲ့သူ့ပြည်သူတွေအတွက်ကတော့ဇလန်စကီကသူရဲ့ကောင်းပေါ့။ဘလောက်ပဲသူရဲ့ကောင်းဆန်ပါစေလေ။အင်းအားမကြီးပြောင်းမှုဟာနောက်ဆုံးတော့စစ်ပွဲဖြစ်ကိုပြောင်းလဲသွားစေတာတမန်တာပဲဖြစ်ပါတယ်။အခုဇလန်စကီဒီအကြက်တဲကြီးကိုဘလို့ရင်ဆိုင်ဖြေရှင်းမလဲ။ရင်ဆိုင်နိုင်စွမ်းရှိပါမလား။ကြည့်ရအောင်ဗျာ။ လိုခဲ့တဲ့နှစ်နှစ်တုန်းကပေါ့အဲ့ဒီတုန်းကယူကရိန်းစစ်ဦးစီးချုပ်ဖြစ်တဲ့ဗိုလ်ချုပ်ကြီး solution ရေးသားတဲ့ဆောင်းပါးတစ်ပုဒ်က the economic သတင်းဌာနမှာပါလာပါတယ် solution ရာကုတ်ကတော့အင်္ဂလန်နိုင်ငံဆိုင်ရာယူကရိန်းတမန်ကြီးဖြစ်တာဝန်ထမ်းဆောင်နေပါတယ်အဲ့ဒီဆောင်းပါးမှာ solution ကဘာရေးလဲဆိုတော့ယူကရိန်းရဲ့တံပြန်ထိုးစစ်ဟာစောပိုင်းကလေးကချွတ်ချော်မှုတွေရှိခဲ့ပါတယ်တဲ့စစ်ပန်းနေပြီဖြစ်တဲ့ယူကရိန်းစီကအဆုံးဖြတ်ပေးနိုင်လောက်တဲ့အောင်မြင်မှုမျိုးဝင်ရောလေးတင်ဖို့လို့ရေးသားဖော်ပြခဲ့ပါတယ် အဲ့ဒီဆောင်းပါးကိုထောက်ပြပြီး Republican တွေကအဲ့တုန်းကအမေရိကန်သမ္မတဂျိုးဘိုင်နဲ့ဟာလုံးဝမနိုင်တဲ့စစ်ပွဲအတွက်ငွေဖြုံးနေတာလို့တံပြန်ဆွဆွဲပါတယ်ပြောရမယ်ဆိုရင်တော့အမေရိကန်ကစီးရေးကူညီတွေချက်ချင်းရှော့ချလိုက်ပါတယ်ကဘာကျော်တရေကြီးအီလိုမတ်စ်ကဆိုရင်စူးစီးတုတ်ကတော့နိုင်ဖို့မလွယ်ဘူးလို့ပြောနေတဲ့စစ်ပွဲမှာစစ်ဆက်တိုက်ခြင်းနဲ့သမ္မတဇီလန်စကီဟာတာသက်သမားပဲလို့ပြင်းထန်ဝေဖန်ဖြစ်တင်ခဲ့ပါတယ် ဆလက်စကီကနိုင်ငံတကာယုံကြည်မှုပြန်လည်ရရှိအောင်မနာမနေစူးစမ်းပါတယ်။ဥရောပရဲ့ထိပ်သီးနှံနိုင်ငံဖြစ်တဲ့ဂျာမနီရဲ့ပြည်ထောင်ကယူကရိန်းကိုနှစ်ဆတိုးကူညီရဲလို့ကြေညာပါတယ်။ NATO ထွေထွေတင်မှုလို့အဲ့ဒီတော့ကဂျက်စတိုဒန်ဘက်ကအရှေ့တန်းမှာယူကရိန်းစစ်တေအခက်အခဲများစွာရင်ဆိုင်နေရပေမဲ့ပူတင်ကိုဘလို့မှအနိုင်ပေးလို့မဖြစ်ဘူးဆိုပြီးခိုင်မာရပ်တည်ပါတယ်။ဒီလိုအချိန်မှာပြည်ထောင်နိုင်ငံဂျာယီဝန်ကြီးပြောင်းလဲဖြစ်ပါတယ်။နိုင်ငံရေးဩဇာကြီးမားတဲ့အရေးဝန်ကြီးချုပ်ဟောင်းဒေးဗစ်ကင်မွန်ကနိုင်ငံဂျာယီဝန်ကြီးဖြစ်လာပြီးယူကရိန်းကိုချက်ချင်းသွားပါတယ်။ ယူကရိန်းစစ်ပွဲမပြီးမချင်းပြည်တွင်းဟာယူကရိန်းနောက်ကမမမမယနေ့မှဖြစ်ကြောင်းပြည်တွင်းရဲ့နိုင်ငံခြားရေးမှူးအရကနိုင်ငံကာသီအောင်ချပြပါတယ်။ဇလန်စကီကနိုင်ငံပေါင်း33နိုင်ငံပါဝင်တဲ့ Coalition of Wellness မဟာမိတ်ဖွဲ့ကယူကရိန်းကိုဝန်ရံပေးတဲ့စီရင်ကိုတနမရေးရဆွေးဆောင်ခဲ့ပါတယ်။ဒီခါကြုံတွေ့ရတဲ့ချက်တွေကတော့လွန်ခဲ့တဲ့နှစ်နှစ်တုန်းကတည်းကအများကြီးခက်ခဲပါတယ်။ဘာဖြစ်လို့လဲ?ဂျိုးမိုင်းနဲ့ဇလန်စကီကိုမမမမယက်တိပေးခဲ့မဲ့ထရန့်ကတော့ ပြောရမယ်ဆိုရင်တော့ဇီလန်စကီအခြေအနေကိုသူကအခြေအနေနဲ့ချိန်ခါပေါ်မူတည်ပြီးလှုပ်ရှားနေတာပါအခုဂျိုးမနေလည်းမရှိခဲ့သူအဲ့ဒီတော့ကနိုင်ငံခြားရေးဝန်ကြီးလုပ်ခဲ့တဲ့ဒေးဗစ်ကင်မွန်လည်းမရှိတော့ပါဘူးနိုင်ငံကောင်တော်များကလည်းပြောင်းလဲခဲ့တယ်လို့သူတို့ရဲ့အယူဝါဒတွေကလည်းပြောင်းလဲသွားပါတယ်ထရိုင်ယာကု28ချက်မူကိုလက်ခံယူကရိန်းပြည်သူတွေကဇီလန်စကီကိုစန့်ကျင်တော့မှာဖြစ်ပါတယ်ကောက်ခံရတဲ့လူလူစစ်တပ်ရဲ့ရာဆိုယူကရိန်းပြည်သူများစုကဒီငြိမ်းချမ်းရေးမူကိုလက်မခံကြပါဘူး တကယ်လို့လက်မခံရတဲ့ trend ကလက်မခံရရောင်းမချပြီးတော့တဲ့အပြင်ယူကရိန်းကိုကွန်ကြီးတဲ့နိုင်ငံတွေကပါဖိအားပေးတော့မှာဖြစ်ပါတယ်ပြောရမယ်ဆိုရင်တော့အခုကအခြေအနေက play yoga နဲ့ one yoga နှစ်ခုကြိုက်တာတစ်ခုလေးခိုင်းလို့ဖြစ်နေပြီဆိုပြီးလေ့လာသူတွေကပြောပါတယ် trend ကသူ့ရဲ့ငြိမ်းချမ်းမှု28%ကိုပတ်သက်ပြီးဥရောပကောင်းဆောင်တွေကိုလည်းကြိုတင်သိပေးခြင်းမရှိဘူး။ဘယ်သူမှလည်းကြိုတင်သိပေးခြင်းမရှိဘူး။တနည်းအားဖြင့်ပြောရင်တော့ဥရောပကောင်းဆောင်တွေကိုအရှောက်ခွဲတာပါပဲ။တလန်တိတ်ဖြစ်ကျစစရင်ကိုလုံးဝလှည့်လို့ရှုလိုက်တာပါပဲ ဇလန်စကီအနေနဲ့တရေချက်ကိုမိရသုံးချပြီးတော့ဥရောပခေါင်းဆောင်တွေရဲ့ထောက်ခံအပင်းနဲ့စစ်ပွဲကိုဆက်တိုက်မယ်လို့တော့ယုံကြည်မိပါတယ်